ဒီဘက်မှာတော့ကိုကြည်တို့ကသူတို့ရဲ့အစီအစဉ်လေးကိုပြောပြလိုက်တော့မူဆာရှိနဲ့စုကူမီတို့ကလည်းကိုကြည်တို့ရဲ့နောက်ကိုပြေးသွားကြပါတယ်။နာနာဝကတော့မူဆာရှိရဲ့အတိအကျပြတ်မှတ်ဖြစ်နေတော့သူမရဲ့ဓာရီကိုမူဆာရှိစီကိုပြစ်လိုက်ပါတယ်။ဒါပေမဲ့စုကူမီကတော့သူမရဲ့ဂျာပုတ်တွေတုံးပြီးနာနာဝရဲ့ဓာရီထိန်းထားလိုက်ပါတယ်။ဒီနောက်မှာတော့မူဆာရှိကသူမရဲ့ဓာတ်တက်လောက်ခုတ်ပြတ်လိုက်ပါတယ်။ ဒါမဲ့နာနာဝကတော့ကျန်တဲ့ဓာတ်အနေနဲ့ပဲတိုက်ဖို့လုပ်လိုက်ပါတယ်။အဲ့ဒီချိန်မှာပဲရှီရောကတိုက်ပွဲဝင်လာခဲ့ပါပြီ။နာနာဝကတော့သူတို့ကအတူတူတိုက်မယ်လို့ထင်ခဲ့ပေမဲ့ရှီရောကတော့သူ့မောက်ကြည့်လိုက်ပြီးအားနည်းတဲ့သူတွေကစိတ်နှောက်ယှက်ပဲမို့နင်းနေတူတူတိုက်မှာမဟုတ်လို့ပြောလိုက်ပါတယ်။ပြီးတော့သူကအနက်ရောင်ဓာဝင်တစ်ခုကိုလုပ်လိုက်ပါတယ်။ဒါကြောင့်ဘူရှိနဲ့ဓာတ်ရီကြောင်နားလေလေစုကူမီကတော့ရှီရောကသူ့ရဲ့ကီတက်ဆူဓာတ်ရဲ့ဆန်းအားစစ်ကိုခုမှတုံးတော့တိလိုက်ရပြီးအံ့ဩသွားပါတယ်။ပြီးတာနဲ့သူ့ရဲ့ဓာတ်နဲ့ခေါက်လိုက်တဲ့ခါမှာတော့ဘာမှဖြစ်မလာခဲ့လို့လူတွေကအံ့အားသင့်သွားကြပါတယ်။ ဒါမဲ့တောင်ဝင်းရထားတဲ့ခင်းအောင်စုံတစ်ခုပေါ်လာခဲ့ပြီးတော့တောင်တစ်ခုလုံးရုတ်တရက်ပြောင်းပြန်ဖြစ်သွားခဲ့လို့ဘူရှိများများပြုတ်ကျသွားခဲ့ပါတယ်။ဒါမဲ့မူဆာရှိနဲ့ဘူရှိတချို့ကတော့သူတို့ရဲ့ဓာတ်ရင်းနဲ့မြေကြီးတွေထိုးပြီးလှမ်းဆွဲထားနိုင်ခဲ့ကြပါတယ်။အသက်ရှင်ကျန်တဲ့သူတွေတွေ့တော့ရှီရောရတယ်။ငါအားနည်းတဲ့ပုံမွားတွေလိုအဖွဲဖွဲဝင်နေတဲ့တခြားဘူရှိတွေနဲ့မတူဘူးလို့ပြောလိုက်ပါတယ်။ကိုကြီးရောကတော့မင်းပြောတာမှားနေတယ်လို့ပြောလိုက်တော့ရှီရောကတော့လူတိုင်းအောင်ပြောကြအောင်လုပ်လိုက်ပါတယ်။ သူတို့ပြောကြတော့မယ်ချင်ပါပဲ။နဖျားမားထွက်လာခဲ့ပြီ။မူဆာရှီအတွက်အချိန်ကိုရပ်တန့်ပေးလိုက်တာလို့ပြောလိုက်ပါတယ်။ပြီးရတဲ့ရှီရောကတော့မူဆာရှီကိုယ်ထဲမှာရှိတဲ့သူမရဲ့ဆွမ်းအားတွေလိုချင်လို့မူဆာရှီကိုတတ်ချင်နေတဲ့အကြောင်းပြောပြလိုက်ပါတယ်။ဒါကြောင့်သူမရဲ့ကြံနေတဲ့ခွန်အားနဲ့မူဆာရှီရဲ့အသက်ရှင်အောင်လုပ်ပေးမယ်လို့မူဆာရှီကိုပြောလိုက်ပါတယ်။ဒါပေမဲ့မူဆာရှီကတော့ကြံတဲ့သူတွေတင်းနေတော့မှသူတယောက်ထက်အသက်ရှင်နေရတာမလိုချင်တဲ့အတွက်ညင်းလိုက်ပါတယ်။ဒါကြောင့်သူပြောတာဟုတ်လေနဖျားမားကသဘောကျလို့လက်ခံလိုက်ပြီးအလုံးကဲတင်မှုသဘောတူလိုက်ပါတယ် ဒါကြောင့်သူမမူဆာရှိကိုဝင်ပူးလိုက်ပြီးအချိန်နေပြန်စားလာတဲ့ခါမှာတော့ဒုက္ခနဲ့ကွာနေတဲ့စင်သူမရဲ့ဆွမ်းအားတွေတုံးပြမယ်လို့ပြောလိုက်ပါတယ်အချိန်ပြန်စားလာတဲ့ခါမှာတော့သူမအနက်ရောင်ကြောက်ကိုတုံးပြီးဒူရန်ရဲ့ဓာရီကိုတန်လိုက်လိုမျိုးကြောက်တွေစီကိုဆုပ်ယူလိုက်ပါတယ်အဲဒီနောက်မှာတော့နတ်ဖျားမပေါ်လာခဲ့ပြီးရှီရိုရင်ဆိုင်လိုက်ပါတယ်သူမရှီရိုရင်ဓာကိုဆွဲယူလိုက်ပြီးတော့တောင်ပုံမှန်တိုင်းပြဖြစ်သွားအောင်လုပ်လိုက်ပါတယ် ပြီးတော့နာနာဝဲသူ့အတက်ခိုင်းလိုက်တဲ့ခါမှာတော့နာနာဝဲရဲ့ဓာတ်တွေပြန်ကန်ထော်သွောင်းအောင်လုပ်လိုက်ပါတယ်ပြီးရတဲ့အနေအောင်ကြောင်စွမ်းရှိတဲ့သူရဲ့ဂီတဆုဓာတ်တွေရဲ့ဆောင်းလိုတလုံးထိန်းချုပ်နိုင်ပြီးတော့ဓာတ်တွေကိုဆွဲရတာဒါမှမဟုတ်တွန်းကန်နိုင်တဲ့ဆောင်းအားရှိတယ်လို့ကိုကြီးတို့ကိုရှင်းပြလိုက်ပါတယ်ဒါကြောင့်ဒီဆောင်းအားတွေကရှုပ်လို့မူဆာရှိလို့လူမျိုးတွေကဒီဖြစ်စရောနားမလဲပဲနဲ့ဂီတဆုဓာတ်ကိုမတုံးနိုင်တာလို့ပြောလိုက်ပါတယ်ဒါမဲ့သူမကတော့တကယ်ကဘာတွေမှာပေါ်လာတဲ့အတွက်သူမရဲ့ဆောင်းအားတွေကတဖြည်းဖြည်းမေးမိန်လာနေခဲ့ပြီးတော့ မူဆာရှီယာလေတူမရဲ့ဆိုရင်ဒီကျော်လွားနိုင်တော့မှာမူတိုက်ပွဲတွေကိုလည်းမျက်မျက်ဆုံးသတ်ရမယ်လို့ပြောလိုက်ပါတယ်ပြီးတာနဲ့တူမအားယူသွားတဲ့ခါမှာတော့မူဆာရှီကိုကာကွယ်ပေးဖို့ကိုဂျီရို ပြောလိုက်ပါတယ်ပြီးတာနဲ့တိုက်ပွဲပြန်ဆားလာခဲ့ပြီးရှီရိုကတော့သူ့ကိုယ်ရဲ့ဝင်နေမူဆာရှီထပ်ပို့ပြီးပြောင်းထားနိုင်တယ်လို့ပြောလိုက်ပါတယ်တူမကတော့ငင်းလိုက်ပြီးဘူးရှီရိုရဲ့စာအုပ်တွေကိုဆုပ်ယူနေပြီးတော့ ရှီရိုမတိုက်ခင်မှာတော့သူမစိတ်ထဲမှာဘူဆာရှီရိုနှုတ်ဆက်စကားပြောနေပြီးတော့ကိုဂျီရိုရဲ့ဖေကငါတို့စားခဲ့တဲ့အရာကိုအဆုံးမတတ်နိုင်ရင်တည်သွားခဲ့တယ်လို့ပြောနေပါတယ်။ဒါပေမဲ့ဘူဆာရှီကတော့သူမဘာပြောနေမယ်နားမလည်ခဲ့ပါဘူး။ဘူဆာရှီရိုနှုတ်ဆက်ပြီးတာနဲ့သူမကတော့ရှီရိုခုနဆူထားတဲ့စွမ်းအားတွေနဲ့တိုက်ခိုက်လိုက်ပြီးတော့စွမ်းအားပြင်းတော့သူ့ရဲ့လမ်းကြောင်းပေါ်မှာတောင်းထိုက်တယ်ပါအပေါက်တွေဖြစ်သွားခဲ့ပါတယ်။အဲဒီနောက်မှာတော့ဘူဆာရှီကပုံမှန်တိုင်းဖြစ်သွားပြီးသူတုံးခဲ့တဲ့ဒါကလည်းကျိုးသွားခဲ့ပါတယ်။မစ်ဆူရိုကတော့ဒါနဲ့ကိုစွမ်းအားနဲ့အများကြီးစီးဝင်သွားအဲဒီလိုဖြစ်တတ်တယ်လို့ပြောလိုက်ပြီးတော့ သူတို့ရဲ့အတက်ကိုကယ်တင်ပေးလိုက်လို့မူဆာရှိကိုကျေးဇူးတင်ကြတာပြောလိုက်ပါတယ်။အချိန်ထဲမှာပဲကီရှင်ရဲ့ခန္ဓာကိုယ်ထားတဲ့နေရာမှာတော့အပေါက်တစ်ခုရှိနေတာသူတို့သတိပြုမိသွားကြပါတယ်။ဒါကြောင့်တော့ရှီရိုကသူတို့ရဲ့အစွမ်းကြောင့်ကီရှင်အုံပြုကအသက်ရှင်လဲလွတ်မြောက်သွားခဲ့ပါတယ်။တပ်ပွဲပြီးတဲ့နောက်မှာတော့ပြေးကြပြီးရှင်းသွားတဲ့ပူရှိရဲ့အတွက်သူတို့ရဲ့ကီတက်ဆူတာတွေမြေကြီးတို့ပေါ်မှာစိုက်ထားတာကစာမနာတစ်ခုလုပ်ပေးနေကြပါတယ်။ ောက်နေ့မှာတော့မူဆာရှာသူ့ရဲ့ဒါဆန်းသတ်မှုပြန်လုပ်ပေးဖို့ပြောလိုက်တဲ့အတွက်လူဒန်းကတော့ဒီခါတော့သူအောင်မြင်ပါမလားလို့စိတ်ပူနေကြပါတယ်။အဲ့ဒီနောက်မှာတော့စုကူမေကသူပထမဆုံးအောင်မြင်ဖြစ်ခဲ့တဲ့ဒါပုံစံနဲ့ပဲပြန်ဆန်းမှုစူးစမ်းနေရတွေ့လိုက်ရပါတယ်။ဆန်းသတ်ချိန်ရောက်တဲ့ခါမှာတော့မူဆာရှာလူအုပ်ကြီးကိုဆရာထပ်တန်နေတဲ့ဇာတ်ရည်နဲ့တရားဟောလိုက်ပြီးဆန်းသတ်လိုက်တဲ့ခါမှာတော့သူ့ရဲ့ဒါအနီရောင်လေးနဲ့တောက်ပါလာခဲ့ပါတယ်။ဒီနော်လူသားရတော့မူဆာရှိရဲ့အရာအကောင်းဆုံးအရာလို့ပြောကြတယ်အနည်းအောင်ဖြစ်နေတဲ့အတွက်ဆိတ်လုရှာခဲ့ကြပါတယ် နောက်တစ်ခါမှာတော့လိုးနဲ့ဝေးတဲ့နေရာမှာမူဆာရှိကကိုဂျီရိုသူ့အရင်ဒါဆန်းသက်တော်ရခဲ့တဲ့အာယုန်လေးကြောင်းပြောပြလိုက်ပြီးတော့သူတို့ရဲ့ဖခင်နဖျားမနဲ့ဆက်သွယ်မှုရှိနိုင်တယ်လို့ပြောလိုက်ပါတယ်။ဒါပေမဲ့ကိုဂျီရိုကတော့အဲ့ဒီကြောင်းဘာမှမသိပါဘူး။ဒါပေမဲ့ကိုဂျီရိုရဲ့ဖေမှာတော့ကီတန်ဆူဆိုင်ရဲ့တောင်ရှိတဲ့အတွက်သူကတစ်ချိန်တော့အပြင်ဘက်ကဘူချီဖွဲတစ်ဖွဲအဖွဲဝင်ဖြစ်ခဲ့ရမယ်လို့သူတို့တွေးတိုက်ကြပါတယ်။ဒီချက်ကိုသိလိုက်ရတဲ့အတွက်ကိုဂျီရိုကတော့သူ့ဖေကြောင်းဘာမှမသိခဲ့ရတဲ့အတွက်စိတ်မကောင်းဖြစ်နေပါတယ်။နောက်တစ်ခါမှာတော့ကိုဂျီရိုကတရားထွက်သွားတော့မှနိုင်ငံမျိုးပုံတစ်ခုနဲ့တူရလာခဲ့ပါတယ်။ သူတို့ကြီးလိုက်တဲ့ခါမှာတော့ကိုကြီးတို့ကအရှိတ်ဘောက်ကိုသွားဖို့ဆုံးဖြတ်လိုက်ပါတယ်။လုံးနဲ့သူတို့ကခီးသွားရွှွင့်ညွှန်ရတဲ့ခုထဲမှာလမ်းဖြောက်သွားကြပါတယ်။အဲ့ဒါကြောင့်ကိုကြီးတို့ကလည်းစုကူမိနဲ့စကားများနေပါတယ်။အဲ့နောက်မူဆာရှီကတော့တွန်းလာတဲ့ဆိုင်ကယ်မှာခနာစီးကြည့်မယ်လို့ပြောလိုက်ပါတယ်။သူဆိုင်ကယ်စီးနေတဲ့ခနာကြတော့ကိုကြီးတို့ကတန်တိတ်သွားကြလို့လှည့်ကြည့်လိုက်တဲ့ခါမှာတော့ကိုကြီးတို့ကအိုနီတကောင်ရဲ့ဖမ်းတာကိုခံလိုက်ရမယ်တိလိုက်ရပါတယ်။သူတို့နဲ့တူရှားတဲ့အောင်လည်းအဖမ်းခံထားရတာကိုသတိပြုမှုသွားတဲ့အတွက်မူဆာရှီကလည်း သူ့ရဲ့တာကိုဆွဲထုတ်လိုက်ပြီးအိုနီရဲ့ဂျူကိုရှာပြီးတော့အနိုင်ယူလိုက်ပါတယ်။ကိုဂျီရိုတို့လည်းဘူရှိလက်ကလွတ်သွားတဲ့ခါမှာတော့မူဆာရှီကနောက်ဆုံးအဖမ်းခံထားတဲ့သူကိုလွတ်ပေးဖို့ပြေးသွားလိုက်ပါတယ်။အဖမ်းခံထားတဲ့သူကတော့ချောမော့တဲ့မိန်းကလေးတစ်ယောက်ဖြစ်နေခဲ့ပါတယ်။သူမကတော့မူဆာရှီမှာရထားတဲ့တန်ရောင်ကိုဘာလို့ရတာလဲလို့မေးလိုက်ပါတယ်။ဒါကြောင့်မူဆာရှီကတော့သူမကိုကယ်တင်တော့ရခဲ့တဲ့600လေးပါလို့ပြောလိုက်ပါတယ်။အဲ့တော့ကြာတော့သူမကမူဆာရှီကိုကျေးဇူးတင်စကားပြောလိုက်ပါတယ်။အကြခင်မှာချင်းဆိုတဲ့ဖိုးတီးတယောက်ကသူမကိုကိုကြီးကိုပြေးလာခဲ့ပြီးသူမကိုမင်းသမီးလို့ခေါ်လိုက်ပါတယ် ီတာနဲ့သူမဆာရူဝါတာရဲ့ဘူရှိကောင်းဆောင်တဲ့တမီမီချီရူဖြစ်တဲ့ကြောင့်မိတ်ဆက်ပေးလိုက်ပါတယ်။ပီတာနဲ့သူတို့ဟာဟာရင်းမဆက်ကံကိုသွားနေကြရဲဆိုတာလည်းသိလိုက်ရပါတယ်။အဲ့ဒီဆက်ကံမှာတော့ဘူရှိဖွဲ့ဝင်တွေအများကြီးအရေးပါတဲ့တိုက်ပွဲအတွက်စွေးရောက်ရှိနေကြပါတယ်။ပီတာနဲ့မူဆာရှီရူဖွဲ့လည်းမင်းသမီးရဲ့ကားနဲ့တူခဏလိုက်ခဲ့ပြီးမူဆာရှီကတော့မီချီရူကိုစကားပြောကိုကြိုးစားနေပြီပဲ။သူမကတော့မူဆာရှီရဲ့ဗေမီကုန်းကိုမှပြန်မဖြေခဲ့ပါဘူး။ အဲ့ဒီစာပို့ရတော့သူက USK မှာမေးဖွယ်ကောင်းဆိုဆင့်ခေါ်လို့စိတ်ကောင်းတော့တွားနေကြအောင်ဖျက်ပြောလိုက်ပါတယ်။ပြီးတာနဲ့မကြီးမညာတဲ့လမ်းပေါ်ရောက်သွားတဲ့အတွက်မူဆာရှင်နဲ့မီချီရိုကတော့ကားပေါ်ပြေးကျသွားခဲ့ပါတယ်။ကံကောင်းစွာနဲ့ပဲမီချီရိုကတမကီတက်ဆူတာကိုတုံပြီးသူ့ကိုလေပေါ်မှာဝင်းနေရလွတ်လိုက်ပါတယ်။ပြီးတာနဲ့တမကတော့မူဆာရှင်ကိုလက်တွေချခဲ့တဲ့တောင်းမှလိုက်ပြီးတော့သူကတခြားသူနဲ့လည်းဘယ်လိုဆက်ဆံမလဲမသိလို့ပါလို့ပြောလိုက်ပါတယ်။မူဆာရှင်ရဲ့မူလာပန်းနာကတော့အရှိတ်အဟောင်းမှာဖြစ်ပြီးအဲ့ဒီနေရာကီရှင်းနေတဲ့နေရာဖြစ်တဲ့အတွက်သူတို့နဲ့အတူစိတ်ကောင်းတော့တင်းနေလို့မီချီရိုကပြောလိုက်ပါတယ်။ ပြီးတာနဲ့သူမကတော့ဒီကရှင်ကဟိနုပတိုမှာပထမဆုံးပေါ်လာတဲ့ကရှင်ဖြစ်တယ်လို့ရှင်းပြပါတယ်အဲ့ဒီကိရှင်ကရန်ကျန်တဲ့အတွက်လူသားတွေကဒီကိရှင်ကိုဆန်းကျင်တာကိုရက်လိုက်ကြပါတယ်။ပြီးရနေလူသားတချို့ကကိရှင်ကိုကိုးကွယ်ပြီးအဲ့ဒီကိရှင်စားသုံးတဲ့တပ်ထုရိုင်းတွေတူးဖော်ပေးကြပါတယ်။နောက်ဆုံးမှာတော့အဲ့ဒါကြီးကရန်ကြီးမလာခဲ့ပြီးနိုင်ငံရေးတဝက်လောက်ထိဖြစ်သွားခဲ့တယ်လို့ရှင်းပြလိုက်ပါတယ်။အဲ့ဒီနောက်အဖိုးကြီးချေကတော့မာမေးဖွဲ့ကောင်းဆောင်ယူဆာကြီးကအဲ့ဒီကိရှင်ကိုအနိုင်ယူလိမ့်မယ်လို့ပြောလိုက်ပြီးတော့အဖွဲ့ကောင်းဆောင်ကအတန်မာဆုံးပူရှိ9ယောက်ထဲကတယောက်ဖြစ်ပြီးတော့ ဒီကြည်ရှင်တို့အာခေါနဲ့တက်ဖွဲ့ကိုဖွဲ့စည်းထားတဲ့အတွက်သူကနိုင်လိမ့်မယ်လို့ပြောလိုက်ပါတယ်။ပီချီရိုတို့ထပ်သားပြီးတဲ့နောက်မှာလည်းသူတို့ကကိုဂျီရိုရဲ့အဖေပေးထားတဲ့စာအုပ်ကိုပြန်ကြည့်လိုက်ကြပါတယ်။စုကူမီကတော့အဲ့ဒီစာလေးမှာဦးဝဲစုကြီးအဖွဲ့တစိပါနေလို့ပြောလိုက်ပါတယ်။ဆိုလိုတာကတော့ကိုဂျီရိုရဲ့အဖေကအဲ့ဒီအဖွဲ့အဖွဲ့ဝင်ဖြစ်ခဲ့ပုံရပါတယ်။တစ်ဖက်မှာတော့စက်ကဲမှာမတူညီတဲ့ဖွဲ့တွေကမဟာမိတ်ဖွဲ့ကိုစုဝေးရောက်ရှိနေကြပါတယ်။အနီးရမှာတော့အနာပိခံထားတဲ့နာနာဝါကတော့သူမအနဲ့ရောက်ကြတော့တုံးတုံးပြီးတော့တခြားမင်းရောက်ဝင်ကြီးပိုင်ရှင်နဲ့ဆက်သွင်းနေပါတယ် အဲ့ဒီနေရာရှိရောကတော့သူကနဖျားမောက်တွေးပြီးလို့ပြောလိုက်ပါတယ်။ဒါကြောင့်ချောက်ပွရှိတဲ့လက်ထဲကိုမရအောင်ဘယ်လိုလုပ်ရမလဲဆိုတာသူတို့ကတိုင်ပင်နေကြပါတယ်။တဖက်မှာတော့ကိုကြည်တို့အဖွဲ့ကတော့တိတ်ဆုံးသွားတဲ့သူတွေရဲ့အဖေကြောင့်ပိုတိချင်းလို့သူတို့သွားမယ့်လမ်းကြောင်းကိုပြောလိုက်ပြီး second part ဥတီသွားနေကြရင်ဒီ enemy လေးလေးပြီးဆုံးသွားခဲ့ပါတယ်။